ဒီဗီရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။ချမသာစီမြို့နယ်မြို့တင်နှစ်ရက်ကွက်မှာအသက်84နှစ်အရွယ်အဖွားအိုနဲ့အိမ်အကူမျိုးသမီးကိုရိုက်နှက်ပြီးရွှေနှိမ့်ငွေလူရက်ခဲ့တဲ့တူမဖြစ်သူကိုအော်တိုဘားလ26ရက်ကဖမ်းမိကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်လိုက်ပါတယ်။ငွေကြေးလိုအပ်ချက်ကြောင့်အတော်ဖြစ်သူအငိမ့်စားစာကြည့်ရိုက်မှုဒေါခင်စွန်းမြင့်နဲ့အိမ်အကူဒေါ်အေးခိုင်တို့ကိုအော်တိုဘားလ25ရက်ညနေမှာတူမဖြစ်သူအလဲရန်ပြဆရာမကတူနဲ့ထုရိုက်ပြီး ငွေကျပ်သိန်း100နဲ့ရွှေ30သားကိုလူယူခဲ့ရမှာအတော်ဖြစ်သူတေဆုံးပြီးအိမ်အကူဖြစ်သူဟာပြင်းထန်စွာဒဏ်ရာရခဲ့ပါတယ်။မကွေးတိုင်းမင်းတုံမြို့မှာအော်တိုဘားလ25ရက်နေ့မနက်ပိုင်းကစက်ကြီးကောက်ဖို့ထွက်လာတဲ့ရဲတပ်ဖွဲ့ဝင်2ယောက်တိုက်ခိုက်ခံရပြီး2ယောက်စလုံးတေဆုံးပြီးတော့လက်နက်ခဲယံတွေနဲ့တင်းစီရရှိခဲ့တယ်လို့တရက်ခရိုင်အမှတ်လေးတရင်ကပြောပါတယ်။မကွေးတိုင်းစုံမြို့မှာအော်တိုဘားလ21ရက်နေ့ကအသက်73နှစ်အရွယ်ကျောင်းသူတယောက်ကို PDF ရဲဘော်တယောက်ကအာရမပြုကျင်တက်ဖြက်အလောင်းဖြောက်ခဲ့တဲ့ဆိုတဲ့ဖြစ်စဉ်အတွက်ကျူးလွန်သူကိုတည်ရန်ပေးဖို့ဒေသခံတွေကမြို့ပေါ်လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ TV နောက်ဆုံးရသတင်းတွေကို TV TV News Facebook Page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။